အင်အားပြင်းကလေးလှုပ်ခတ်နိုင်မင်္ဂလာပါအော်ဒီယိုဘိုင်းစောနိုင်ကလည်းကြိုးစွပါရစေဒီခုတစ်ခါမှာတော့မြင်းကလင်းသတင်းများစင်တာနဲ့တင်ထားတဲ့မြင်းကလင်းခံမှန်းချက်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြပနိုင်ငံတွေမှာအင်အားပြင်းကလေးလှုပ်ခတ်နိုင်ပါတယ်လို့မြင်းကလင်းသတင်းများစင်တာနဲ့ခံမှန်းထားပါတယ်ဘလောက်ပြင်းရနဲ့လှုပ်ခတ်မလဲဆိုတာကတော့6.5နဲ့ခွန်ဝန်းကျင်အထိ လောက်ခတ်နိုင်တယ်လို့မြေကလင်းသတင်းများစင်တာဆိုထားပါတယ်။ဘယ်နိုင်ငံတွေမှာလောက်ခတ်နိုင်တယ်လဲဆိုတော့ခံမှန်းချက်တင်နေတဲ့ပါပူအာနေယုခီနိုင်ငံ၊နီပေါနိုင်ငံ၊အီရန်နိုင်ငံ၊ပီရူးနိုင်ငံ၊မက္ကဆီကိုနိုင်ငံနဲ့အလာစကာတွေဟာပထမဦးစားပေးလောက်ခတ်နိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ခံမှန်းချက်နှစ်နေတဲ့အင်ဒိုနီးရှားနိုင်ငံ၊ဖိလစ်ပိုင်နိုင်ငံ၊ဂရိနိုင်ငံ၊တူဂီရဲနိုင်ငံတွေမှာ ဒုတိယဦးစားပေးလှုပ်နိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ငလင်းလှုပ်ခတ်မဲ့အချိန်ကတော့အခုကနေစပြီးတော့83နှစ်အတော်တွင်းလို့ခန့်မှန်းထားပါတယ်။အစိုးရမြင်းကလေးသတင်းများစင်တာဖေဟိုပိတ်ဟာဆိုရင်တော့လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းကလေးကကွာမာရောမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်းတွေရောကြိုတင်ခန့်မှန်းပေးတဲ့တခုတည်းသောငလင်းခန့်မှန်းပိတ်ဖြစ်ပါတယ်။သူခန့်မှန်းခဲ့တဲ့ငလင်းတော်တော်များများလည်းမှန်ခဲ့တယ်ဆိုတာကို ဟောရင်ကလေးကမြင်းကလေးသတင်းများစင်တာဖေဟိုဘက်ကိုလိုက်လောက်ခဲ့တဲ့သူတွေသိကြပါတယ်။မကြာသေးခင်ကလှုပ်ခတ်ခဲ့တဲ့28ရက်3လ2025နှစ်ရလှုပ်တဲ့မန္တလေးငလျင်ကြီးကိုလည်းငလျင်မလှုပ်ခင်3ရက်ကကြိုတင်ပြီးတော့သတိပေးထားခဲ့ပါတယ်။ဒါ ው တော့သိတဲ့လူတွေလည်းသိခဲ့ကြပါတယ်။မသိတဲ့လူတွေလည်းမသိပါဘူး။ဆက်လက်ပြီးတော့ AI info ဖေဟိုဘက်ကနေတင်ထားတာကိုဖတ်ပြပေးပါဦးမယ်။ 30ရက်5လ2025နှစ်ကဘာတဝန်းတွင်လှောက်ခတ်ခဲ့သောမဂနီကျူ5.0နှင့်အထက်ငလင်များ5.2မဂနီကျူနှင့်တွန်ဂါနိုင်ငံမှာတခါလှုပ်ခဲ့ပါသည်5.2မဂနီကျူနှင့် အလာစကာ US မှာ တခါလှုပ်ခတ်ခဲ့ပါသည်6.2မဂနီကျူနှင့်တောင်အာဖရိကမှာတခါလှုပ်ခတ်ခဲ့ပါသည်ရုရှားမှာတော့5.0မဂနီကျူနှင့်တခါ ဖိုက်ပိုင်ဖိုးမကနေကျွတ်တဲ့ခါနှစ်ခါလှုပ်ခတ်ခဲ့ပါတယ်။အစိုးပါဖိုက်ပိုင်ဇီရိုမကနေကျွတ်တဲ့အထက်ငလျင်များတော့ကဘာတဝန်းလုံးမှာတရက်ကိုပြန်မြအကြိမ်အနည်းဆုံး2ကြိမ်ကနေအများဆုံး5ကြိမ်6ကြိမ်အထိလှုပ်ခတ်လေ့ရှိပါတယ်။တစ်ပိုင်ဇီရိုနဲ့အထက်ငလျင်များတော့ကဘာတဝန်းလုံးမှာတလောက်ကိုအနည်းဆုံး9ကြိမ်မှအများဆုံး12ကြိမ်အထိလှုပ်ခတ်လေ့ရှိပါတယ်။ဆက်လက်ပြီးတော့ 30ရာနှစ်မှာလှုပ်ခဲ့တဲ့မြန်မာနိုင်ငံအတွင်းကငလျင်တွေကိုဖော်ပြပေးပါဦးမယ်။ကျန်းပြည်နယ်မှာ2.2မဂနီကျူတခါ3.0မဂနီကျူတခါ2.5မဂနီကျူတခါနဲ့တောင်ကြီးနီးဟော့ပုံးကိုဗဟိုပြုတ်ပြီးတော့4.4မဂနီကျူနဲ့တခါလှုပ်ခတ်ခဲ့ပါတယ်။မန္တလေးတိုင်းဒေသကြီးမှာတော့3.5မဂနီကျူနဲ့တခါ3.7မဂနီကျူနဲ့တခါ နှစ်ခါလှုပ်ခတ်ခဲ့ပါတယ်။ဘကိုးတိုင်းဒေတာကြီးမှာတော့3.4မဂနီကျူးနဲ့နှစ်ခါ3.9မဂနီကျူးနဲ့တစ်ခါစုစုပေါင်း3ခါလှုပ်ခတ်ခဲ့ပါတယ်။နေပြည်တော်မှာ2.8မဂနီကျူးနဲ့တစ်ခါလှုပ်ခတ်ခဲ့ပါတယ်။ပြည်ပြည်နယ်မှာတော့1.8မဂနီကျူးနဲ့တစ်ခါလှုပ်ခတ်ခဲ့လို့သိရပါတယ်။မြန်မာနိုင်ငံအတွင်းနဲ့ပြည်ပထိဆက်ဒေတာများတွင်မှာဧပြီလ29ရက်နေ့ကနေမေလ30ရက်နေ့အထိ တလတာတော်တွင်မှမကနေကျု PowerPoint 0နဲ့အထက်ငလင်းများ25ကျင်းလောက်ခတ်ခဲ့ပါတယ်။ဒီချက်လက်များကိုတော့ AI Info Fail Pay ကနေရယူထားခြင်းဖြစ်ပါတယ်။အခုကျွန်တော်တို့ပြည်ပနိုင်ငံများမှာအင်အားဖြင့်ငလင်းလောက်ခတ်နိုင်နေဆိုတော့မြန်ငလင်းသတင်းများစင်တာရဲ့ခံမှန်းမှုဘလောက်ထိမှန်နိုင်မလဲဘလောက်လွဲချော်မလဲဆိုတာကိုကျွန်တော်တို့အတူတူစောင့်ကြည့်ကြရအောင်ပါ။